င်္ဂလာပါဒီနေ့မင်္ဂလာ30ရက်ဖန်ဒရယ်ဖန်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဆောပြောင်းတိုက်ပွဲမှာစစ်ကောက်စီရဲ့စခန်းကောချုံနဲ့စစ်တုပ်ပန်းလက်နက်ခရံကိုတိုက်ပိုက်ရရှိမိတဲ့သတင်း120မမလက်နက်ကြီးအပဝင်တနက်60စခန်းကိုကနယ်လေတပ်စခန်းတိုက်တိုက်ပွဲမှာတိုက်စီရမိတဲ့သတင်းတောင်မြွနယ်မှာစစ်ကောက်စီတပ်ကအယတနှုတ်ကိုတိခတ်တပ်ဖြတ်နေအိမ်ကိုမိရှုတဲ့သတင်းစားတဲ့သတင်းတွေအပဝင်ဖက်ဒရယ်ဖန်ရဲ့နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ ရှဲပီနယ်တောက်ပိုင်းပင်လောင်းမြို့နယ်ဆောပြောင်းကျေးရွာမှာစစ်ကောင်စီနဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တို့ဆယ်ရက်အကြာထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီရဲ့စခန်းကုပ်အချို့ကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ကတိုက်ပိုင်ရရှိခဲ့ပြီးစစ်တုပ်ပန်းနဲ့လက်နက်ခရံကိုလည်းတိုက်စီရမိခဲ့တယ်လို့ဟက်ခိုပီတုကပွဲရဲ့အဖွဲ့ PKPDF တထောင်နေတရင်ကဒင်းနီမှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မေလ19ရက်နေ့ကနေ26ရက်နေ့အထိ စာပြောက်ကြေးရမှာစီကောက်စီနဲ့ PNO ပို့ပီတူစီပူပေါက်တဆွဲထားတဲ့စခန်းကုန်းတွေကိုတော်လိုင်းပူပေါက်တက်ဖက်ကတတ်ခိုက်ခဲ့တယ်လို့သိရပါဗျာ။တိုက်ပွဲအတွင်းစီကောက်စီဘက်ကစခန်းကုန်းတွေကိုလက်မလွတ်ဖို့အတွက်လေကြောင်းအပါဝင်လက်နဲ့ကြီးနဲ့အဆက်မပြတ်တိကူပေးခဲ့ပေမဲ့တော်လိုင်းပူပေါက်တက်ဖက်ကစခန်းကုန်းချို့ကိုတိုက်စီရမိပြီးလက်နဲ့ခင်ရနဲ့စီတောက်ပန်းကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။စီကောက်စီဘက်ကထိခိုက်ကြဆုံမှုရှိတယ်လို့ တော်လိုင်းရေးပူပေါတပ်ဖက်ကရဲဘော်အချို့လည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပြီးတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စောပြောက်ကျေးရွာတွင်ရှိပြည်သူနေအိမ်အများပြားထိခိုက်ပျက်စီးခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ကင်းရီပြည်နယ်ကွက်ကလေးမြို့နယ်တွင်ရှိကနေလေတပ်စခန်းကိုတော်လိုင်းရေးပူပေါတပ်ဖက်ကအပိတတိုက်ခိုက်တိုက်ပိုင်နိုင်ခဲ့ပြီးအစိုးပါတပ်စခန်းတွင်ရှိ320မမလက်နက်ကြီးအပောင်းဝင်တနက်60ခန်းနဲ့လက်နက်ခင်ရအများပြားကို ိတ်စီယာမိခဲ့တယ်လို့ for for federal democracy တဖက်ကတူတော်ဝခံအောင်ကဖက်ဒရယ်ဖန်ကိုပြောပါရယ် KNU KNLASC ရေဦးဆောင်မှုနဲ့အခြားတွန်လိုင်းရေးပူပေါင်းတဖွဲ့လိုပူပေါင်းပြီးတော့ပြီးခဲ့တဲ့မေလ29ရက်နေ့မနေ့ခုနှစ်နိုင်မှာအင်အားတရာခန့်ရှိတဲ့ကနေလေးတပ်စခန်းကိုစတင်ထုတ်စစ်စင်တက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့မေလ28ရက်နေ့ညနေပိုင်းမှာတက်ခိုက်တိုက်ပိုင်းနိုင်ခဲ့တာဖြစ်တယ်လို့သိရပါရယ်အဆိုပါ ကနေလေးတပ်စခန်းဟာဒေတာအတွင်းအရေးပါတဲ့ တပ်စခန်းတစ်ခုအဖြစ်ကတိုက်ပွဲအတွင်းစစ်ကောက်စီအများပြားထိုက်ဖဲကိုထွက်ပြေးသွားခဲ့တယ်လို့သိရပြီးတော့ကနေလေတပ်စခန်းဟာအရင်နေ့တွေမှာဗျူဟာစခန်းတစ်ခုဖြစ်ခဲ့ပြီးထိုင်းမြန်မာနယ်စပ်မှာတည်ရှိနေတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ပဲခူးတိုက်ဒေတာကြီးတောင်ငူမြို့နယ်အတွင်းရှိဒုန်းနယ်ကျေးရွာအနီးတနေရာမှာစစ်ကောက်စီတပ်ကအယက်တားနယ်ဥကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးနေအိမ်ကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ဂျီတာရှင်မြို့နယ်အခြေဆိုင်တန်ရင်353တန်ရင် တက်ခွဲတီမတာဝရှိတူတူကဖက်ဒရယ်ဖန်ကိုပြောပါတယ်ပြီးခဲ့တဲ့မင်လာနဲ့ဆက်ရှိရဲ့ညနေ9:00နာရီလောက်မှာစစ်ကောင်စီတပ်ကအင်အားတရာခန့်ဝင်ကျင်လောက်နဲ့ထုတ်ဖို့ကြေးရွာကနေစစ်ကြောထိုးလာခဲ့တာဖြစ်ပြီးအရတားကိုပြစ်ခတ်တက်ဖြတ်သွားခဲ့ကနေအိမ်စလုံးနဲ့စိုက်ကဲနဲ့ဇီပါမြစ်ရှုဖြစ်စီသွားခဲ့တယ်လို့သူကဆိုပါတယ်ဒါပြင်စစ်ကောက်စစ်တပ်ကထုတ်ဖို့ကြေးရွာကနေစစ်ကြောထိုးလာတဲ့အချိန်မှာအယတတော်ဦးကိုလူသားဓာတ်ကဖြစ်ဖန်စီလာတယ်လို့လည်းသိရပါဗျ အခုလက်ရှိအချိန်မှာဆိုရင်စီကောက်စီတက်ကလိတ်တူတောင်ငူလမ်းပိုက်ကိုဆက်လက်စီကြောက်ထိုးနေတာကြောင့်ပြည်သူတွေအနေနဲ့စီကောက်စီတက်ရဲ့စီကြောက်ကိုတတိကြီးစွာရှာတိတ်ချဖို့လဲတော်လိုင်းရင်တစ်ဖက်ကထုတ်ပြန်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝေရောက်သွားပြီဖြစ်တဲ့မုန်တိုင်းငယ်ဟာအာကာရက်လီပီအာနေရံကို dispersion ဖြစ်အာရောက်သွားပြီးနောက်24နာရီအတွင်းတိတာထင်ရှားတဲ့ကောက်တွင်းလီပီအာနေရံဝန်ဖြစ်ဆက်လက်တည်ရှိနေကြဖို့ အဒီယာမိုးလေဝတာဌာနမှာထုတ်ပြန်ထားပါတယ်။လေဖိအားနဲ့ရောက်ဝန်ကမြန်မာအဒီယာနဲ့ဆက်အနီးဆက်လက်တရှိနေပြီးမုံတာအကျွင်းချံမိုးတိမ်တွေကနေကချင်ပြည်နယ်စကိုင်းတိုင်းထိပ်ပိုင်ချင်းပြည်နယ်နဲ့မြခိုင်ပြည်နယ်မှာနေရက်အတွင်းမိုးရွာသုံးနိုင်တယ်လို့သိရပါတယ်။ရွာတွန်းမှာကမိုးရေချေ85မီလီမီတာမှာ125မီလီမီတာတောက်လဲမှာခမ်းမှာကိုလဲမှာနေပါခါတိမိုးရွာတွန်းနိုင်ပြီးကျဲပြည်နယ်နဲ့တိုင်းမှာ ငုံနေငယ်ကနေအတင်းအသင့်သာရွာသွန်းနိုင်ပါတယ်။ငုံအားကောက်တဲ့လီဖီအားနဲ့ရဝရဲ့အရှင်ကြောင့်ကချင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မကွေတိုင်း၊ရခိုင်ပြည်နယ်၊အီယာဝတီတိုင်းနဲ့ရခိုင်တိုင်းတွေမှာမိုးတက်လေပြင်းကျရတာပြင်းနေရာကွက်ပြီးမိုးကြီးရတဲ့ရေကြီးရာတွေဖြစ်ပေါ်နိုင်ပါတယ်။ဒီနေ့မလ30ရက်ဖက်ဒရယ်ဖိုင်နီစီတဲ့ဒေတွေကိုကြားခဲ့ရတာပါကျွန်တော်ဆော်လာပေးပါခင်ဗျာ။